တိမ်ကတုသမီ channel ကို နားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမင်းယူဝေရေးသားတဲ့ပထမမြမာများဆိုတဲ့စာအုပ်ထဲက မခရမင်းသားကြီးရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်မခရမင်းသားကြီးရဲ့အကြောင်းကို မဖတ်ပြခင်မှာ စာရေးသူရဲ့အမာစာကို ရှေးဦးစွာဖတ်ပြပေးပါမယ်။စာရေးသူဤအမာစာပထမမြမာများစာအုပ်၌ပြည်တော်စုသားပုဂ္ဂိုလ်ကျော်ဆက်ရှိဦးဤဘဝဖြစ်စဉ်များကျိုးပန်းချက်များပါဝင်ပါသည်။ထိုပုဂ္ဂိုလ်ကျော်ဆက်ရှိဦးသည် စာပေပကြီးကာတွန်းဂီတသဘင်ရုပ်ရှင်အာကစားစေးပညာလူမှုဝန်ထမ်းတို့နှင့်ပတ်သက်၍ မြမလောကကတခိဆန်းလာအောင်ဒုခိနှင့်သူတီထွင်ကြိုးပမ်းခဲ့သူများဖြစ်ပါသည်မြမလောကတွင်ပညာရဲ့အသည်သည်လုပ်ငန်းအမျိုးမျိုး၌တီထွင်ကြိုးပမ်းခဲ့သူအလားတူပုံကိုကြော်များအများအပြားရှိပါလိမ့်မည်ယခုကျွန်တော်တင်ပြသည်မှာလက်လန်းမိသည်များသာဖြစ်ပါသည်မိသည့်ပညာမိသည့်လုပ်ငန်းကိုမစုံစတင်ပြောထောင်သူတို့မှလူရည်ကြုံများဖြစ်သည်ဟုဆိုရပါမည် သူတို့သည်လွန်စွာတတ္တိရှိသူများဖြစ်ပါသည်စွန်စားရသူအနစ်နာခံရသူအပင်ပန်းခံရသူကြိုးပမ်းရသူအခက်ခဲကိုရင်ဆိုင်ရသူပုံကိုများလည်းဖြစ်ပါသည် သူတို့ကြိုးပမ်းဆောင်ရွက်သည်နှင့်အမျှသူတို့၏ဂုဏ်ကျေးဇူးကလည်းအလွန်ကြီးမားလာပါသည်လမ်းယိုးဟောင်းတွင်ဆင့်ကားထွင်သူတုတ်တင်ကားများလွဲကားရလိမ့်ဟုသောစာဆိုနှင့်အညီ နောင်လာနောင်သားတို့သည် သူတို့ခင်းခဲ့သောလမ်းကိုရှောက်၍ပုံမှုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ကြပါသည်ထို့ကြောင့်ထိုပုပ်ကူကျော်များကိုအမတ်ရစေရန်၎င်းသူတို့ဤဂုံကျေးဇူးကိုအောက်မေ့မိစေရန်၎င်းသူတို့ဤကြိုးပမ်းချက်ကိုအတုယူအားကြစေရန်၎င်းသူတို့ဤဘဝဖြစ်စဉ်ကိုမှတ်သားသိရှိနိုင်ရန်၎င်းယခုကဲ့သို့ဖော်ထုတ်တင်ပြရခြင်းဖြစ်ပါသည်ခြင်းကဲ့သို့ဖော်ထုတ်တင်ပြရနိုင် ပြီးပြည့်စုံမီမဟုတ်ရာပိုဒီကိုဖြန့်လိုဒီကိုဆွ၍မှားဒီကိုခွင်းလွပါရန်တောင်းပန်ပါသည်ဤပထမမြန်မာများစာအုပ်ဖြစ်မြောက်အောင်ကူညီပေးကြသောစာရေးဆရာတမိန်တောင်းတက္ကသိုလ်များဘဟုစာကြီးတိုင်းမှဥတော်ကောင်းနှင့်ဥမောင်မောင်စိုးရှိစီးပွားရေးတက္ကသိုလ်မှမြန်မာစာဌာနမှုဒေါ်ရင်ရင်မြင့်စေတက္ကသိုလ်နှင့်မှမြန်မာစာဌာနမှုဥဝင်းမော် ဆာရီးစရာလေးမြိုင်ဆာရီးစရာငိမ့်ကျော်ကြံကင်းဆိုးလွင်တက္ကသိုလ်ကျောင်းသားမောင်ဟန်ထုံးအောင်ဒေါ်မြသွေနှလုံးလှစာပေးမှဥချစ်အောင်နှင့်ဥကျော်စန်းတို့ကိုများစွာကျေးဇူးတင်ရှိပါကြောင်းဖော်ပြအပ်ပါသည်မင်းယူဝေ1968ခုဒီဇင်ဘာလမခရမင်းသားကြီးမြမတမိုင်း၌ကျွန်တော်တည်သောမခရမင်းသားနှစ်ပါးရှိသည်တပါးမှာ အမရပူရာပထမမြို့တီပဒုံမင်းတရားဘိုးတော်ဘုရားဤသားတော်ဖြစ်သည်ငယ်အမီမှာမောင်ပြူဘွဲ့အမီမင်းရဲကြော်စွာဖြစ်သည်နောင်အခါမခရမြို့ကိုစားရသဖြင့်မခရမင်းသားဟုတွင်သည်အင်းဝပရင်ဘာကြီးတော်နှင့်တာယာဝတီမင်းတို့ဤဦးလေးတော်ဖြစ်သည်မြန်မာနိုင်ငံကိုခစ်သည့်ထူထောင်လိုသူအဖြစ်၎င်းအင်္ဂလိပ်မြန်မာအ비ဒံကိုပြုစုသူအဖြစ်၎င်းထင်ရှားသည် ကြံတပားမှာမူယေဒနာဘုံ ပထမမြို့တီမင်းတို့မင်းဤသားတော်ဖြစ်သည်ငယ်အမိမောင်တန်းဘွဲ့မြီမင်းရဲ့စီသူဖြစ်သည် နောင်အခါမခရမြို့ကိုစားရသဖြင့်မခရမင်းသားတွင်သည် အိမ်ရှိဇံကနောင်မင်းသားလွန်ပြီးနောက်ကနောင်မင်းသားအုပ်ချုပ်ခဲ့သည်ယေဒနာဘုံဆက်ယုံများကို အုပ်ချုပ်ခဲ့သူဖြစ်သည်မင်းတို့မိဤအရိုက်အရာကိုစက်ခံထိုက်သူအရေးအချင်းပြေသောတားတော်ကြီးတပါအဖြစ်ထင်ရှားသည် တီဘောမင်းကိုနန်းတင်စဉ်မင်းညီမင်းသားများကွက်မြက်ခံရရာထိုမင်းသားတည်လဲကွက်မြက်ခံရရှာသည်ယခုတင်ပြလိုသူမှာအဘိဒံဇယမခရမင်းသားကြီးပင်ဖြစ်သည် အမေရိကန်သာသနာပြုဇယဒေါက်တာဂျက်ဆင်ဤမှတ်တမ်းများအရာမခရမင်းသားကြီးသည် ရုပ်ရည်ယူပကာတင်တဲသည်တို့ရာတွင်ခြေလက်တို့မှာလေးဖြတ်ထားသဖြင့်မတန်ဆွမ်းဖြစ်နေသည်ရင်းကဲ့သို့ဖြစ်လင်ကစားမင်းသားကြီးသည် ဘဝကိုအရှုံးမပေးနိုင်ငံနှင့်လူမျိုးအကျိုးကို အစွမ်းကုန်ဆောင်ရွက်ခဲ့သည် ဆောင်ရွက်သည်ဆိုရာ၌နိုင်ငံရေးအရာမဟုတ် စာပေရေးပညာရေးအရာဆောင်ရွက်ခြင်းဖြစ်သည် ထိုစဉ်ကမြန်မာတို့သည်အနောက်တိုင်းဝိဇာသိပ်ပံပညာရများကိုမတက်မြောက်ကြသည်ခေပမီကြသည်ကဘာပြားသည်ဟူသောအယူကိုပင်ယူဆကြဆဲဖြစ်သည် ထိုအချက်ကိုမင်းသားကြီးသည် ကောင်းစွာတတိပြုဆင်ခြင်းမိသည် မင်းသားကြီးသည်အင်းဝနေပြီးတော့ရောက်ပေါ်တူဂီလူမျိုးများအင်္ဂလိပ်လူမျိုးများနှင့်ဆက်ဆံရာတွင် ထိုသူတို့မှတဆင်ခိမီဝိဇ္ဇာသိပ္ပံပညာရမများဤတဘောကိုတည်ရှိနားလည်ခဲ့သည် ထိုပညာရမများကိုတက်မြောက်မှသာမြန်မာတို့ခိမီနိုင်မည်ဟုတဘောပေါက်ခဲ့သည်တစ်ဖက်ကနေချက်ရန်လည်းရှိနေရာ ထိုတို့ခိမီမှလည်းနေချက်ရန်ကိုတွန်းလှန်နိုင်မည်ဟု မြင်ခဲ့ဟန်တူသည် ထို့ကြောင့်မြန်မာများခင်မီရေကိုမင်းသားကြီးသည် အစွမ်းကုန်ကြိုးပမ်းခဲ့လေသည်မင်းသားကြီးသည်အင်းဝါသို့ရောက်ရှိနေသည် အင်္ဂလိပ်ကုန်သည်ကြီးမစ္စတာရောဂျာထံမှအင်္ဂလိပ်စာကိုသင်ယူသည် ထို့နောက်အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည် အနောက်တိုင်းဝိဇာသိပ္ပံပညာရပ်ကို လေ့လာစီဘူးသည်အထူးသဖြင့်ရီဤဆွဲဆောင်ချမ်းကို လေ့လာစီဘူးသည်မြန်မာအမျိုးသားတို့လေ့လာစီဘူးနိုင်ရန်လည်း ထိုချမ်းပါသိပ္ပံပညာရတုကိုမြန်မာဘာသာပြန်ဆိုသည်မင်းသားကြီးသည်အလွန်ခင်မီသူဖြစ်သည်သူ့အိမ်စာကြီးဆောင်နေရန်တွင် အပူအအေးချိန်သော သာမိုမီတာနှင့်လေပီယာချိန်သောဗီဒီယိုတို့ကို အမြန်တနိုးချိန်ဆွဲထားသည်ကဘာလုံးသည်ဟူသောအယူအဆကိုလည်းနှစ်သက်လက်ခံယုံကြည်ထားသည်ထိုစဉ်ကထိုယူအဆကိုလက်ခံသူမှာမြန်မာအမျိုးသားတို့အထက်တွင် အလွန်ရှားပါးလာသည် မင်းသားကြီးသည် လော်ဂရစ်တန်တင်ချာချမ်းကိုတွက်နီးကိုလည်းအင်းဝါရောက်အင်္ဂလိပ်ကုန်းသည်ကြီးမစ္စတာလိန်ထံကတင်ကြားလေသည်။ဖာကြီးတော်လက်ထက်1826ခုနှစ်တွင် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားသည်။နှစ်နှစ်ခန့်တိုက်ခိုက်ကြပြီးနောက်မြန်မာတို့အရေးနိုင်သဖြင့်စစ်ပြေငြိမ်းကြသည်။ရန်တဘူစာချုပ်ကိုချုပ်ဆိုကြသည်။စာချုပ်အရမြန်မာတို့က အင်္ဂလိပ်တို့အားရခိုင်တိုင်းနှင့်တနင်္သာရီတိုင်းတို့ကို ပေးလိုက်ရသည်နှစ်နိုင်ငံဆက်ဆံရေးလွယ်ကူစေရန်မြန်မာနေပြည်တော်အင်ဝါနေအင်္ဂလိပ်ပိုင်းကာလာကတားတို့ကို အရေးပိုင်ဝင်ကြီးတဦးစီခံထားကြသည်အင်္ဂလိပ်တို့ကအင်္ဂလိပ်စစ်ဗိုလ်မှူးကြီးကာနေဘာနေကိုအင်ဝါတို့အရေးပိုင်ဝင်ကြီးအဖြစ်ခန့်အပ်စေလိုလိုက်သည်ကာနေဘာနေသည်အင်ဝါတွင် ခုနှစ်နှစ်တိုင်နေထိုင်လျက်အမှုထမ်းရွက်ခဲ့လေသည် ကာနေပါနေသည်အင်းဝါသူရောက်သည့်အခါမခရမင်းသားကြီးကိုတွားရောက်တွေ့ဆုံနေသည်တွေ့ဆုံသည်မှာတာဝန်အရာမဟုတ်နိုင်ငံရေးအရာမဟုတ်အင်္ဂလိပ်စာတက်ကျွမ်း၍ခိမီဝိဇာသိပ္ပံပညာရများကို လေ့လာလိုက်စားသူပညာရှင်တဦးကိုလေးစားကြည်ညိုသောအဖြစ်တွားရောက်တွေ့ဆုံခြင်းသာဖြစ်သည်မင်းသားကြီးကလည်းကာနေပါနေကိုကောင်းစွာစည်းကြိုဧကန်သည် မင်းသားကြီး၏စားကြီးဆောင်နံရံတွင် သာမိုမီတာနှင့်ဘရိုမီတာတို့ကိုချိတ်ဆွဲထားသည်ကိုကာနယ်ဘာနေသည်အန်ချီစွာတွေ့ခဲ့ရသည် မင်းသားကြီးနှင့်ကာနယ်ဘာနေတို့ပြောဆိုဆွေးနွေးကြသည်တို့မှစိတ်ဝင်စားပွဲကောင်းလာပါသည် မင်းသားကြီးကကာနယ်ဘာနေအားလန်ဒန်ကာလာကတာအင်းဝါဘန်ကောက်မြို့များ၏လက်တီကျူးမြင့်ကျောင်းများလောင်ကြီးကျူးမြင့်ကျောင်းများကိုမေးသည် အဘဲကြောင့်တင်းမောသားအိမ်မြောင်မြောက်ဘက်သို့သာကောင်းလဲနေတတ်သည်ကိုလည်းမေးသည်။ကောင်းကင်၌ဒုတိယအကြိမ်ပေါ်ထွက်လာသောကျဲတကွန်အကြောင်းကိုလည်းမေးသည်။သာမိုမီတာနှင့်ပရိုမီတာတို့ကိုမြေခဲသို့စီရင်ပြုလုပ်သည်ကိုလည်းမေးသည်။ထို့ပြင်မင်းသားကြီးသည် အခရာတင်ကြားကို အလွန်တက်ကြွလိုကြောင်းလည်းပြောလေသည်။ကာနေပါနေသည် မင်းသားကြီး၏ပညာဘဟုတုတာကို အထူးလေးစားချီးကျူးမိသည် မင်းသားကြီးကို အထူးလေးစားကြည်ညိုမိသည်ထို့ကြောင့်သူ့ဤမှတ်တမ်းတွင် ကျွန်ုပ်သည်မင်းသားကြီးဤဘဝတုဒ္ဒဆုံလင်းဘုံကို မချီးမွမ်းမဲမနေနိုင်ပါဤမြန်မာနိုင်ငံတွင်မင်းသားကြီးကဲ့သို့ပညာဘဝတုဒ္ဒပြည့်စုံ၍ဉာဏ်ထက်မြက်သောပုဂ္ဂိုလ်များကို မတွေ့ဘူးပါဤမင်းသားကြီးကဲ့သို့ပညာဘဝတုဒ္ဒအရာတွင်အငတ်မပြေတိကျွမ်းလိုသောသူမျိုးကို မတွေ့ဘူးပါဟူ၍ရေးထားခဲ့သည် မင်းသားကြီးသည်သိပ္ပံပညာကို အထူးဝါသနာထုံးသူဖြစ်သည်ကာနေဘာနေနှင့်သားမကအခြားသောနိုင်ငံခြားသားပုဂ္ဂိုလ်များနှင့်လည်းသိပ္ပံပညာအကြောင်းဆွေးနွေးတတ်သည်ကာနေဘာနေနှင့်မတွေ့မီ1822ခုနှစ်တွင်ဒေါက်တာဂျက်ဆင်နှင့်တွေ့ဆုံစဉ်ကလည်းသိပ္ပံပညာအကြောင်းဆွေးနွေးခဲ့ပူသည်ဒေါက်တာဂျက်ဆင်ကနခတဗိဒါနှင့်ပထဝီဝင်ပညာများကို သူနှင့်မခရမင်းသားကြီးတို့ဆွေးနွေးခဲ့ကြောင်းမှတ်တမ်းတင်ထားသည် ရင်းကဲ့သို့မှတ်တမ်းတင်ရ၌မခရာမင်းသားကြီးသည် အနောက်တိုင်းသိပ္ပံပညာကို အထူးလေ့လာလိုက်စားသူဖြစ်သည်ဟု၍လည်းမှတ်ချက်ချထားပေသည်မင်းသားကြီးသည် ထိုစဉ်ကအင်္ဂလိပ်စာပေ၌ခေစားသည်ဂျိုးစင်ဤအင်္ဂလိပ်အဘိဓာန်ကို အခောက်ခောက်အခါခါလေ့လာသည်ရင်းကဲ့သို့လေ့လာရမှအင်္ဂလိပ်မြန်မာအဘိဓာန်တစ်စောင်ကျိုးပန်းပြုစုရသောနိုင်ငံနှင့်လူမျိုးအတွက်အကျိုးရှိပေအံ့ မြန်မာတို့အင်္ဂလိပ်ဘာသာတက်ကြွစီအတွက်အထောက်ကူရပေးအံခိမီဝိဇာသိပ္ပံပညာရများကို လေ့လာရာတွင်၎င်းရင်းကဲ့သို့မြန်မာဘာသာပြန်ဆိုရာတွင်၎င်းကြီးစွာသောအထောက်အကူရပေးအံဟုဆင်ခြင်မိရသည် ထို့ကြောင့်သူကိုလောကဒွေတန်သင်္ချာပညာကို သင်ကြားပေးခဲ့ဘူးသည်အင်္ဂလိပ်ကုန်သည်ကြီး Mr. Charles နှင့်တွေ့ဖက်၍အင်္ဂလိပ်မြန်မာအပီတံကိုတီထွင်ပြုစုလေသည် ပြုစုရာ၌မစ္စတာလိန်ကရှေးဦးစွာအင်္ဂလိပ်အဖိတန်းကိုမြန်မာဘာသာပြန်ဆိုသည် ထို့နောက်မြန်မာဘာသာပြန်ချက်ကိုမင်းသားကြီးကစိတ်ဆက်သေးချာစွာ ပြင်ဆင်တီးဖြတ်ပေးသည်ယင်းအဖိတန်းကို1833ခုနှစ်တွင်စတင်ကြိုးပမ်းပြုစုသည်1840ခုနှစ်ကာလာကတားမျိုးတာတနာပြုပုံနှိပ်တိုင်း၌ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်အဘိဓမ္မာအရွယ်မှာ ဒီမိုင်းဆိုင်ကြီးဖြစ်၍စာမျက်နှာ486မျက်နှာအထူးရှိသည်ရင်းအပိတန်ဤတန်းကိုမခရာမင်းသားကြီးကိုတိုင်မြမဘာသာဖြင့်ရေးသားသည်ဤတန်းတွင်အပိတန်ထုတ်ဝေးရာချင်းဤရည်ရွယ်ချက်ကိုမခရာမင်းသားကြီးကဤကဲ့သို့ရေးထားပါသည်အထူးထူးသောဘာသာများစွာသော လူမျိုးတို့တွင်အင်္ဂလိပ်လူမျိုးသည်ဟုတ်မှန်သောထင်ရှားမျက်မှောက်တွင်မြင်သောအတတ်ပညာကိုသာ ရှာဖွေနှိုင်းယှဉ်ပြီးလျင်ရုံးစုမှတ်သားထားလေရှိသည်ဖြစ်၍အင်္ဂလိပ်ဘာသာကို နားလည်သိမြင်ခြင်းသည်ဗဟုသုတအရာ၌များစွာအကျိုးရှိသည် ထို့ကြောင့်ဗဟုသုတကိုအလိုရှိကုံသောမြန်မာလူမျိုးတို့အားအင်္ဂလိပ်ဘာသာကိုမြန်မာဘာသာအဖြစ်နားလည်သိမြင်စေခြင်းအကျိုးငှာမခရာမင်းသားကတင်ပေါ်တကြီးကပတိန်လင်းကို အင်္ဂလိပ်အဘိဓမ္မာရှိသည့်အတိုင်းမြန်မာဘာသာမှန်ကန်အောင်ပြန်ဆိုပါဆို၍မြန်မာတက္ကသိုလ်1195ခုနှင့်အင်္ဂလိပ်တက္ကသိုလ်1833ခုနှင့်မှစ၍ပြန်ဆိုရေးသားသည် ပြန်ဆိုအပ်သောအဘိဓမ္မာသည်ကအင်္ဂလိပ်အခရာကိုဖတ်နိုင်ကားများတင်ပြီး၍ရှင်းအောင်စကားကြည့်ရှုမှတ်သားပြီးလင်ထိုအဘိဓမ္မာကို အမိပြု၍ အင်္ဂလိပ်ပညာစာ45မှစ၍အင်္ဂလိပ်စာတို့ကိုမြန်မာဘာသာအားဖြင့်သိမြင်နားလည်နိုင်ရသည်ယနေ့ဆိုလျှင်အဘိဓမ္မကြီးပေါ်ထွက်ခဲ့သည်မှာနှစ်ပေါင်း120ကျော်ခဲ့ပြီအဘိဓမ္မသည်မြန်မာနိုင်ငံသားတို့ကို အင်္ဂလိပ်ဘာသာသင်ကြားရာ၌ကောင်းစွာအထောက်အကူပြုနိုင်ခဲ့သည်မြန်မာဘာသာသင်ကြားသောနိုင်ငံသားများကိုလည်းကောင်းစွာအထောက်အကူပြုခဲ့သည် ထို့ပြင်လမ်းယိုဟောင်းတွင်ဆင့်ကားထွင်သို့တုတ်တင်ကားများ လွေရာကားလိန်ဟုသောစောင်းပုံးနှင့်အညီနှောင်းအပိဒံဆရာများကိုလည်းကောင်းစွာအထောက်အကူပြုခဲ့ပေသည်ရင်းအပိဒံကို ပထမအချိန်သာရိုက်နှိမ်နိုင်ခဲ့သဖြင့်ယခုအခါတွင် အလွယ်တကူရှာဖွေမတွေ့နိုင်တော့ပေတို့ရာတွင်ကျွန်တော်သိရသမျှမပြတ်မစည်းပဲကျွင်းကြံနေသေးသည်ရင်းအပိဒံနှစ်အုပ်က ရှိနေသေးသည်တအုပ်မှာ အမေရိကန်ပြည်ဝါရှင်တန်မြို့တက်အုပ်ကရန်ကုန်မြို့ရင်ကျင်းမူဌာနအမျိုးသားစာကြီးတိုက်တွင်ရှိသည်မြန်မာစာပေသမိုင်းတွင်ဒေါက်တာဂျက်ဆင်ဤအင်္ဂလိပ်မြန်မာအဘိဓာန်ဦးထွန်းငိမ့်ဤအင်္ဂလိပ်မြန်မာအဘိဓာန်ဦးရွှေကျူးဤအင်္ဂလိပ်မြန်မာအဘိဓာန်ဒေါက်တာဘာဟန်ဤအင်္ဂလိပ်မြန်မာအဘိဓာန်စသဖြင့်အင်္ဂလိပ်မြန်မာအဘိဓာန်များရှိရာမခရာမင်းသားကြီးဤအင်္ဂလိပ်မြန်မာအဘိဓာန်သည်အစောဆုံးဖြစ်ပေသည် ဤတွင်အင်္ဂလိပ်မြန်မာအဘိဓာန်ပြုစုသောမြန်မာလူမျိုးများတဲ့တွင်မခရမင်းသားကြီးသည် ပထမဆုံးဖြစ်သည်ဟု ဆိုရပေမည်မခရမင်းသားကြီးသည်ပညာရေးတွင်ထက်မြက်ယုံများသောမကတိတ်ခါသမားဒီနှင့်လည်းအထူးပြည့်စုံဟန်တူသည် နောင်တော်ဗာကြီးတော်မင်းကိုတာယာဝတီမင်းသားပုံကံသောအခါစိစက်ဆွေးနွေးရေးအတွက်မခရမင်းသားကြီးပင်ဥဆောင်ဆောင်ရွက်ခဲ့သည် မင်းသားကြီးသည်မြန်မာတက္ကသိုလ်1153ခုနှစ်တွင်ဖွားမြင်၍1230ပြည့်နှင့်အသက်58နှစ်တွင်ကွယ်လွန်ခဲ့သည်ဒီကနေ့မှာဖတ်ပြပေးခဲ့တဲ့စာအုပ်လေးကတော့ဆရာမင်းယူဝေရေးသားတဲ့ ထမမြန်မာများစာအုပ်ထဲကမခရာမင်းသားကြီးရဲ့အကြောင်းကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တင်ကတုသမီး channel ကနေတူတာရတရပွဲရာ စာအုပ်စာပေမျိုးစုံကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like กัน subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။